အကြမ်းဖက် DNL နဲ့စစ်ကောင်းစီကိုယ်စားလှယ်တွေတရုတ်နိုင်ငံမှာတွေးဆောင်ခဲ့ပြီးနောက်အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီလက်မှတ်ရေးထိုးခဲ့တယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ်။အကြမ်းဖက် DNL ဒုဥက္ကဋ္ဌတားချောက်ချာဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကောင်းစီရဲ့ဒုတိယဗိုလ်ချုပ်ကြီးဦးကုတ်ကုတ်ဦးဦးဆောင်တဲ့အဖွဲ့တို့ဟာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရွှေကျွန်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုယ်ချိန်မြောက်တွေးဆောင်ဆွေးနွေးပွဲကို တရုတ်နိုင်ငံကိုမင်းမြို့မှာအောက်တိုဘာ29ရက်နဲ့28ရက်မှာပြုလုပ်ပြီးအပြစ်ခတ်ရဲစရေးသဘောတူညီခဲ့တာလို့ဖော်ပြပါဗျ။တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ရဲ့ဂျာဝင်စစ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကအကြမ်းဖက် TNL တပ်တွေပြန်လည်ဆုတ်ခွာရမှာဖြစ်တယ်လို့တန်အန်းဒေတာကိုလည်းစစ်တပ်ကလေရင်ပုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာမဟုတ်ပဲအောက်တိုဘာ29ရက်ကစပြီး နှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာတပ်တွေရပ်တန့်ကာအပြန်အလှန်ပြစ်ခတ်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာလို့ဖော်ပြထားပါတယ်။အကြမ်းဖက်တရားနာလေးထိပ်ပိုင်းကောင်းဆောင်တအူဖြစ်တဲ့အထွေထွေအတွင်းရေးမှုချုပ်တာဖုံးကျော်ကအော်တိုဘာလ17ရက်မှာစစ်ကြီးတဲမှာမတည်သေးပဲရှင်တန်ကြံနေတဲ့သူတွေအနေနဲ့အားမွေးဖြူဟာထက်ချက်ပြီးတော်လန်နာဆက်လုပ်မယ်လို့အတိပေးရေးသားခဲ့ပါတယ်။ဒါ့အပြင် အော်တိုဘာ19ရက်မှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးထုံးတို့ထားမယ်။ ကျဲတဲ့သူကျဲဖို့စော်ဩသူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကိုမှတ်ထားမယ်အလှဲ့ဆိုတာရှိသမဲပါလို့ရေးသားခဲ့ပါတယ်အဲ့ဒီတော့ရေးသားပြီးနောက်တစ်ပတ်အော်တိုဘာလနောက်ဆုံးအပတ်မှာအကြမ်းဖက်တီယန်နန်လီဟာစစ်ကောင်စီရဲ့ထိုးစစ်အောက်မှာတီယန်နန်လီအကြမ်းဖက်အများပြားတည်ဆုံမှုနဲ့တိမ်းထားတဲ့မျိုးတွေကိုဇက်တိုက်လက်လွတ်နေရမှုတွေကြောင့်ကြောက်လန့်တကြအငြင်းခံလိုက်တာဖြစ်ပါတယ်စကောင်စီဟာဆွေးနွေးပွဲမတိုင်ခင် ကာလအော်တိုဘာလတလာလုံး အကြမ်းဖက် DNL ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းစစ်ဆင်ရေးတွေနဲ့အတူမြေပြင်ထိုးစစ်ကိုအရှိန်ပြင်းပြင်းလှုံ့ဆော်ခဲ့ပါတယ်။ DNL ဟာလွန်ခဲ့တဲ့တက်တုံညာနှစ်ခွန်စစ်ဆင်ရေးကာလကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့စံနှုန်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအခု2025မှာတော့စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်နောင်ကျိုးကြောင်မဲ့တီပေါ်မြို့တွေကိုလက်လွတ်ခဲ့ရကအခုလဲမိုးကုန်းနဲ့မိုးမိတ်ကို အပြစ်ခတ်ရဲစဲရေးအတွက် DNL တက်တွေစုခွာဖို့သဘောတူပေးခဲ့ရတာဖြစ်ပါတယ်။ ဒီပေါ်မြုပ်ကိုတိမ့်ပိုက်ပြီးနောက်ဆက်လက်ထိုးစစ်ဆင်ခဲ့တဲ့စစ်တပ်ဟာနမ်တူမျိုးနဲ့အဆက်အပြဲမန်တုံမျိုးနဲ့ဘက်တို့ပါဥတီ၍စစ်ကြောင်းထိုးလာပါတယ်။ဒီပေါ်မြုပ်ကိုဥတီတိုက်ခိုက်ဆင်ခဲ့ကနမ်တူနဲ့မန်တုံမျိုးတို့ကိုပါစစ်ကြောင်းထိုးရန်စီစဉ်ထားခြင်းဖြစ်ပြီးအဆိုပါမျိုးနဲ့များရှိအကြမ်းဖက် TNL စုဖွဲ့နေရများကိုလေကြောင်းမှနေ၍ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ထားပါတယ်။ပလောင်အကြမ်းဖက် TNL ထိန်းချုပ်ထားတဲ့နမ်တူမျိုးကိုအော်တိုဘာ18ရက်မနက်၈နာရီဝန်းကျင်က လောင်ကျန်းဖက်တွေရဲ့တင်ဒန်းပေးနေတဲ့နမ်တူအာထာကတဲ့ကျောင်းအနီကိုပုံကျဲခဲ့ပါတယ်။ဒါ့အပြင်အော်တိုဘာ18ရက်မနက်9နာရီကျော်မှာနမ်ဆန်မျိုးနဲ့ဟိုမိန်ကျေးရွာက TNL စုဖွဲ့နေရကိုလည်းပုံကျဲခဲ့ပါတယ်။အော်တိုဘာလ16ရက်နေ့မှာမိုးမိန်မျိုးအထက်ညောင်ကုန်းမှာအပိုင်စီးထားတဲ့ဝက်ချန်အနီစုဖွဲ့နေရကိုပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပလောင်အကျန်းဖက် TNL တွေတေဆုံခဲ့ပါတယ်။စကောမရှင်သည့်အော်တိုဘာလ23ရက်ည8:49မိနစ်အချိန်ကလည်း နမ်တူချောင်းတောင်ဘက်ရှိတာတာလဝင်းတန်းရက်ွက်အလုတ်ခွင်တင်တဲ့ချောင်းဘက်မှာရှိတယ်။ DNL စူးဖွဲ့နေရာကိုလေချောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့လို့အကြမ်းဖက်9ဦးနဲ့အထက်တေဆုံးပြီး10ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဖွေးနွေးပွဲမတိုင်ခင်ထိန်းချုပ်မျိုးရွာတွေကဆုတ်ခွာပေးနေရတဲ့ DNL ဟာအပြစ်မဲ့အရသာပြည်သူများကိုတပ်ဖြတ်မှုမရင်ကျင်မှု အနိုင်ကျင့်စစ်ကြေးကောက်မှုစာတင်ချောင်းများတွင်မိုင်းများထောင်ထားမှုအပြင်ဆုတ်ခွာရသည့်မျိုးအားဖျက်ဆီးလိုသည့်ရည်ရွယ်ချက်ဖြင့် ်မြို့ရှိအဆောက်အဦများအားဖျက်ဆီးခြင်းဗန်းဖောက်ခြင်းဆုတ်ခွာသည့်လမ်းတစ်လျှောက်လမ်းတစ်ဓာတ်များအားမိုင်းခွဲဖျက်ဆီးခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များကိုလှုံ့ဆော်ခဲ့ပါသည်ဒါကြောင့်နောင်ကျိုးကြောင့်ပဲတီပုံးမျိုးများတို့စစ်တပ်ပြန်လဲဝင်ရောက်ချိန်မှာတော့ဒေတာကန်မျိုးသူမျိုးသားများဟာဝမ်ပန်းတတာနဲ့တပြေကတ်ကန်းသူကန်းအိုးစီဘုံပေါင်းတီးသူကတီကသူကကနဲ့ဝမ်ပန်းတတာကြိုဆိုခဲ့ကြပါရယ်ခမညာ